မင်္ဂလာပါရှင် တော်လန်ရှဲဖို့များအားလုံး ਨੇ တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းချမ်းသာကြပါစေရှင်25ရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီလေချောင်းတိုက်ခိုက်မှုနှင့်ခဲရဲရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်စစ်ကူမျိုးနယ်တနေရာသို့တရဦးလီတက်မှတက်တော့ jet fighter တစ်စီးဖြင့်မနက်9:38မိနစ် 9နာရီ38မိနစ်9နာရီ40မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ရတိတော်မျိုးနယ်တနေရာသို့နေပြည်တော်လေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်မနက်10နာရီ9မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမောင်မျိုးနယ်တနေရာသို့တရဦးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ညနေ 9နာရီ58မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးမြစ်ကြီးနားလေတန်းမှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလျင်တစ်စီးဖြင့်မနက်7နာရီခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဗမော်မြို့နယ်တနေရာသို့မြစ်ကြီးနားလေတန်းမှတက်သော Jet Fighter နှစ်စီးဖြင့်မနက်7နာရီ16မိနစ်နေ့လယ်2နာရီ4မိနစ်ခန့်အချိန်တို့တွင် ရေချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နှထိုးကြီးနှင့်တောင်နာမြို့နယ်အဆက်တနေရာသို့မိထီလာလေတပ်မှတက်သောစစ်တပ်လေထီပါရာမော်တာ၅စီးဖြင့်ဤလေ၁၂နာရီ၄မိနစ်၁၂နာရီ၆မိနစ်၁၂နာရီ၁၂မိနစ်7နာရီ20မိနစ်7နာရီ23မိနစ်7နာရီ32မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာ ဘုံသီးများနှင့်ဆက်လက်နက်များပစ်ခတ်၍လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကလေးမျိုးနယ်တနေရာသို့တရဝူးလီတပ်မှတက်သောဂျက်ဖိုက်တာနှစ်စီးဖြင့်နေ့လယ်2နာရီ4မိနစ်2နာရီ6မိနစ်2နာရီ10မိနစ်2နာရီ12မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။စာလင်းကြီးမြို့နယ်တနေရာသို့မုံရနာမခမတက်သော ်စက်တက်လီတီပါရာမော်တာနှံစည်းဖြင့်ညနေ6:30နာရီခန့်အချိန်မှာစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ခင်ဦးမြို့နယ်တနေရာတို့မိထီလာလီတက်မှတက်တော် YA စစ်ထောက်ပို့ဘုံကျဲလီရင်တစည်းဖြင့်ညနေ9:00မိနစ်9:00 6မိနစ်9:30မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကခဲရရိတ်ခါထုံများအကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည် 25ရက်17လ2025ရက်နေ့တွင်အကျန်းဖက်စစ်ကောင်စီအနေဖြင့်တရဝူးလီတက်နေပြည်တော်မကွေမြစ်ကြီးနာမိထီလာလီတက်များမှ Jet Fighter Y12 Y8 Gyrocopter နှင့် Paramotor များပြန်တက်မှုအကြံရေး36ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တမ်းမှု25ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရင်များမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိတက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ခြင်းယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်း ကြံရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်တွင်နှင့်လေချောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောက်ဖြစ်သော @wehinscoutbot တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါသည်ရှင်ယခုကဲ့သို့လေချောင်းတိုက်ခိုက်မှုသတင်းများအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်